။ PDS ဆိုတော့ဆောင်းနာမှာဗာရီဈေးတက်လဲသွားကြည့်မယ်။လိုက်ခဲ့အခုကတော့ဝမ်ဥတုံဆော့ကိုရောက်နေတာပေါ့နော်ဒီမှာက happiness area ရှိတယ် free and train နဲ့ဝင်လို့ရတယ်အကုန်လုံးဒီမှာဆော့နေရအောင်လည်းတွေ့ရတယ်ဝင်ပြီးတော့အနားယူလို့လည်းရတယ် ောက်ရှိနေရတော့ခွန်ရင်ဖူမတ်ကတ်ကိုရောက်နေရပါတော့ဖူကောင်လည်းရှိတယ်တချို့ကကြတော့ဒီမတ်ကတ်ကိုဥုံဆော့မတ်ကတ်ဆိုပြီးတော့လဲလူတိကြတယ်ပေါ့နော် BDS ဥုံဆော့ AZ5 ကနေပြီးတော့ဆင်းလိုက်တာနဲ့မတ်ကတ်ကိုတန်းပြီးတော့ရောက်တယ်ဥကတော့ဘတ်စကာစီးပြီးတော့ဒီကိုရောက်လာတာပါဒီမှာပြထားတဲ့နံပါတ်တွေကိုစီးရင်ဒီဈေးကိုရောက်တယ်နော် ဖူးမတ်ကတ်ဆိုတဲ့အတိုင်းပဲဒီမှာအစားအစာတွေရှိတယ်။နောက်ပြီးအသုံးဆောင်ပစ္စည်းတွေ၊ကျဲဥတွေ၊ဟင်းသီးဟင်းရွက်တွေဆိုလို့ရှိရင်လည်းဈေးတန်တယ်ပေါ့နော်။ထိုင်းနိုင်ငံမှာမတ်လအနေပြီးတော့မေလအထိရတည့်ရသီးပေါ်ရရသည်မေလအနေပြီးတော့ဇူလိုင်လအထိရဒူးရင်းသီးပေါ်ရရသည်ပေါ့နော်။အဲအကြောင်းမလို့ဒီမတ်ကတ်ထဲမှာဒူးရင်းသီးနဲ့တည့်ရသီးတွေကိုပေါပေါဝယ်လို့ရတယ်။တေးရည်တကီလို20 30အစားအစာရှိပြီးတော့ဒူးရင်းတကီလို150အနေစပြီးတော့250ဝန်းကျင်တွင်ရှိရလို့သိရတယ်ပေါ့နော် အစင်းသင်းထုတ်ပို့ထားတဲ့ဟာတွေကိုလည်းဝယ်လို့ရတယ်နောက်ထပ်ပြောပြချင်တာတစ်ခုကဒီဈေးရဲ့အနီးမှာရှိတဲ့စကူဝစ်လမ်းမပေါ်မှာပေါ့နော်နေ့လယ်12နာရီကနေပြီးတော့ညနေ3နာရီခွဲ4နာရီအထိကိုပေါ့နော်ဒူးရင်းကျန်ကနေဒါလိုက်ကားတွေလာပြီးတော့ရောင်းတယ်လို့သိရတယ်ပေါ့နော်အဲ့ရနေပြီးတော့လေပေါ်ပေါ်တန်တန်နဲ့ဝယ်စားလို့ရတယ် ထုတ်ကောင်လည်းရှိတဲ့အတွက်ကြောင့်ထိုင်းအစားအစာကို try ကြည့်ချင်တယ်ဆိုလို့ရှင်လည်းအဆင်ပြေတယ်ဒီကအစားအစာလေးတွေကပေါ့နော်30ရာနေပြီးတော့50 60ဝင်းကျင်မယ်ဆိုတော့ဈေးတန်တယ်လို့လည်းပြောလို့ရတယ်အရသာလည်းရှိတယ်ဥရောမှာအစားအစာတချို့ဝယ်ပြီးတော့စားကြည့်ခဲ့သေးရဲ့ပေါ့နော်ဈေးနှုန်းလေးတွေက30ရာနေပြီးတော့40အတွင်းမှရှိရဲ့ပေါ့နော်ထိုင်းကျန်နေရာရလည်းအများကြီးပေးထားတယ်အနောက်မှာလည်းညာကင်းစီရှိရဲ့အားကြောင့်မလို့ဒါဘိုးအတွက်ကိုဖိတ်ခေါ်ရနော် နောက်ထပ်နောက်ထပ်လည်းဈေးတက်တဲ့နေရာတွေကိုခေါ်သွားပေးမှာဖြစ်လို့ဒီ season လေးကိုဆက်လက်ပြီးစောင့်ကြည့်ပေးကြအောင်เนาะအားလုံးပဲတက်တာ